တာလီမြို့နယ်မိုးစဘာဆံခွက်ရိတ်သိမ်းတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှေ့ပိုင်းတာချီလိတ်ခရိုင်တာလီမြို့စိုက်ပျိုးရေးဦးစီးဌာနနဲ့ကြေးတိုင်နဲ့မြေစင်ဦးစီးဌာနတို့ပူးပေါင်း၍2025-2026ခုနှစ်မိုးစဘာအထွက်နှုန်းမှန်ကန်စည်ရေးအတွက်မိုးစဘာဆံခွက်ရိတ်သိမ်းခြင်းကိုအောက်တိုဘာ29ရက်နေ့နဲ့နောက်ပိုင်းကတာလီမြို့နာယောင်ကျေးရွာအုပ်စု၌ကွင်းစင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်။ထို့သို့မိုးစဘာဆံပြခွက်ရိတ်သိမ်းရာတွင် တာလီမြို့အုပ်ချုပ်ရေးမှူးဦးလင်းလင်းအောင်မြို့မြေစင်းဦးစီးဌာနမှူးဦးဘိုလီမြို့စိုက်ပျိုးရေးဦးစီးဌာနမှူးဦးသိန်းရွှေကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံတောင်သူများကနားယောင်ကျေးရွာအုပ်စုကွင်းမတ်60ဥပိုင်မတ်38မြင်းဆောင်တဲ့တောင်သူဦးလီဘော်ဤစင်းဧကရီတုံးမိုးစဘာစိုက်ခဲအားရိတ်သိမ်းခဲ့ကြရာတေကလည်းမိုးစဘာအစုထွဲ့တရတဲ့ဒသမ53တင်းထွက်ရှိခဲ့ကြောင်းသိရှိရပါတယ်ခမညာ